အလုံးပိုင်းမင်္ဂလာပါဗျာခုတစ်ခါမှာတော့ပင်း90ကျွေးဆက်ရမှာမို့မိန်းမနဲ့သမီးကိုထားပြီးတော့ရှောင်ထွက်သွားခြင်းနဲ့ယောက်ျားအကြောင်းကိုရေဖွင့်လာတဲ့အမျိုးသမီးတဝူရဲ့ရုပ်တံဗီဒီယိုဖိုင်လေးကိုအားလုံးတယောက်တင်ပြပေးလိုက်ပါတယ်ဗျာအားလုံးလည်းဒီဗီဒီယိုဖိုင်လေးကိုကြည့်ပြီးတော့ဝေဖန်သုံးသပ်ပေးကြပါဦးဗျာအားလုံးလည်းမင်္ဂလာပါဗျာမြန်မာကန်ထရီနိုလေး channel မှာပြန်လည်ကြိုဆိုလိုက်ပါတယ်ဗျာ ာပြီးတော့ဘာလို့လဲဘာလို့ဆိုတော့ခင်ဗျားဗာဖြစ်ရှင်တော့ကြောက်ကုန်ပြန်ကြောက်တဲ့သူနဲ့စကားပြောနေလေခင်ဗျားနဲ့ဒီနေ့လေညီမအဖြစ်ပြက်လေးတခုပြောပြမလို့တိလားညီမအိမ်ကညီမနဲ့လာပြနေတော့ရန်ကြီးကျက်တက်တယ်ဗောနော်ညံကြီးကျက်တက်တဲ့အခါကျတော့သူ့အကူအိမ်ဝင်သွားတာသူ့အကူအိမ်မချောက်ဆိုင်မှာသူကအလုံးလောက်တာအလုံးလောက်တဲ့အခါကျတလောက်သုံးသိန်းနဲ့အလုံးလောက်တာအလုံးလောက်တာကိုလာပြနေရသူကသူဂျင်သွားစော်တယ်ဂျင်သွားစော်တဲ့အခါမှာသူပတ်စံ၈သိန်းလောက်9သိန်းလောက်နိုင်တယ်လို့ဂျင်ဝိုင်းကလူပြောတယ်ပြောတဲ့အခါကျတော့ညီမ နိုင်နေဆိုတော့ကိုယ့်အိမ်ကိုပဲပြန်လာမယ်ထင်လို့ပေါ့နော်နိုင်ဒီဖြစ်စီရှုံးဒီဖြစ်စီခါတိုင်းလိုပဲပြန်လာမယ်ထင်လို့ဘောအဲ့အနဲ့သူကဘာဖြစ်လဲဆိုတော့သူ့အကိုအိမ်မှာအလုပ်တမနောက်တယောက်ရှိတယ်သူ့အပြင်အဲ့ကောင်လေးနဲ့သူ့မိမအဲ့အိမ်ခိုင်းတဲ့အလုပ်ရှင်ရဲ့မိမနဲ့မိမရဲ့မောင်နေပါလေပေါ့မောင်နေတော်ပေါ့အဲ့ကောင်လေးနဲ့ KTV ကိုလွားတယ်တဲ့ညီမနဲ့သူနဲ့ရလာမှာတစ်နှစ်ကျော်လေးပဲရှိတယ်တစ်နှစ်ကျော်လေးပဲရှိတယ်ကြိုက်ခါနေမှာထားပါနှစ်နှစ်ပဲရှိတယ်အဲ့တော့အခုဘလို့ဖြစ်တော့ဆိုတော့ကြာညီမတို့မရခင်ကလည်းပြောတယ်ဒီလို KTV တွားတာတော့မဆက်တွားတာသူ့ကိုလည်းပြော ပြောဘူးတယ်မကြိုက်ဘူးမိမတွေရှုပ်တာမကြိုက်ဘူးသူကအရက်ကိုကြိုက်တယ်အရက်တောက်တယ်သူလူချင်းများညီမအကုန်လုံးလှုပ်ပြီးတယ်ဒါပေမဲ့ဒီနေ့ကအဲ့လိုမျိုးဖြစ်သွားတယ်ဖြစ်သွားတယ်ဆိုတော့ကိုလည်းဘူးမတိဘာမတိနဲ့ဝင်ရင်းနဲ့ကောမန့်ဝင်ရင်းနဲ့လို့အခုညီမပြောချင်တာတူညီသူ့ရဲ့ညီညီမရောက်တာညီမပြောချင်တာဒီကောင်းကြီးကဘာမှမဆိုင်မဲနဲ့သူနဲ့ညီကိုတော်ပါတယ်ဆိုပြီးတော့သူကအတေခံနင်းနေပြီသူ့အလုပ်သမားတွေဘယ်သူမှတို့အိမ်မှာလုံးမဲ့လို့မရှိတော့ဘူးလုံးမဲ့လို့မရှိလို့မလို့ညီမကကြောက်ကြလောက်ပေးတယ်ပေါ့ကိုညီပေးတယ်အဲ့ဒါအောင်မှသူ့ဘက်ကိုအရာဆွဲခေါ်တာ မိမတွေမပေါင်းတယ်ကွာဘာဖြစ်တယ်ကွာညာဖြစ်တယ်ကွာနဲ့ဆိုပြီးတော့လူနားတွင်းထားတာရှိမှာပေါ့တုံညတူအဲ့တော့ညီမပြောချင်တာညီမယောက်ျားနဲ့ညီမပြောချင်တာအဲ့ဒါကိုဒီရှာရှင်ပြီးဒီမှာတာကောင်ကဝင်ပြောလို့ညီမကဝင်ပြောရတာသူ့အိမ်ရှိကိုသူကဖြစ်ချင်လို့လို့ဖြစ်ရတာမဟုတ်ဘူးညီမတော့ရဝင်ယူထားတဲ့ယောက်ျားညီမသွားခေါ်တယ်ခေါ်တော့သူမလိုက်ဘူးတဲ့မပေါင်းတော့ဘူးเนาะသူ့ဘက်ကသူ့ကိုအိုင်နေရတော့ KTV သွားတော်မှာမိမတွေနဲ့ရှုပ်တဲ့ပုံနဲ့လို့ပြောလို့တဲ့ဟုတ်ရှင်တော့နာမဟုတ်ရှင်မနာနဲ့လေအဲ့တော့ညီမတော့တူပဲအရက်ပဲရောက်ရောက်ဘယ်နေရာပဲနေနေညီမလေးရှိနေပြီဒီတူဆောက်ရှက်လိုက်ပါမှာဒီဆောက်ဖောက်ကိုဆောက်ရှက်လိုက်ပါမှာအဲ့ကောင်အဲ့ဆောက်ကောင်တော့ကောင်လုံးဆောက်ရှက်လိုက်ပါမှာအဲ့တော့သိသိချင်းတော့ပြောပြလာဘာမှဘင်းဘုံမတိပါမနေနဲ့ပြောနေဒီမှာညီမလေးတို့သားရှိနေတယ်လှုပ်သားနေရတာတွေ့လားသူရှိလဲလှုပ်သားတယ်သူမရှိလဲလှုပ်သားတယ်မှာညီမလေးတို့အင်းငားနေအာဘုံမတိပါမတိဝင်းရှာရှင်နေတဲ့လူတွေကိုသိအောင်လို့လာပြီးတော့ရှင်းပြလာလိုက်မော်တင်နေတော့ဆောက်ရှက်ရှက်အောင်လို့တင်ပြတာတွေ့လားတင်ညာလုံးလို့တင်တာမဟုတ်သူတို့ဆောက်ဖတ်တယ်သူတို့ဆောက်ဖတ်တယ်တနေ့မြင်လို့ရှင် တောက်ချက်ချောင်လို့တင်ပြီးတာအခုတူကပြန်မလာဘူးဆိုညီမအရောက်လာတူယူချင်တိုင်းယူတူဆွမျက်တိုင်းပြန်ညီမအရောက်မဟုတ်ဘူးမသိရင်ဝင်မပြောကြပါနဲ့လို့ဒီဟောင်လဲလာဆုံးအောင်ထဲအကောင်နဲ့ဝင်ကြည့်ပြီးမှပြောလူတွေလဲတော့တော်တော်ခတ်တယ်တိလားသူများဆောက်ကြောင်းမတိဘဲနဲ့ငြင်းအောင်နဲ့ပြောတာဘူဟာဒီမှမတိအခုညီမလေးကလေနောက်တစ်ခုကြံနေလို့ညီမလေးပြောစရာရှိသေးလို့တိလားအဲ့ဒီသူဘူးလိုမျိုးမဖြစ်ချိန်မှာပေါ့နော်အဲ့ဒီလာပြနေရပဲညီမလေးတို့ပတ်စံညီမလေးတို့ညီမလေးရဲ့အိမ်နဲ့ကိုပိုင်အိမ်နဲ့ကိုပိုင်ဝိုင်းနဲ့ပေါ့နော် နှစ်ယောက်အတူတူသုံးဖို့ဆိုပြီးတော့ပတ်စံထပ်သွားယူလဲတည်တယ်အဲ့မှာအိမ်ဝိုင်းကအကုန်လုံးအိမ်နဲ့ဝိုင်းနဲ့အကုန်လုံး55တင်းရှိပါတယ်ရှိတာဟုတ်ဒါလည်းညီမတစ်ယောက်တည်းသုံးတာလည်းမဟုတ်ဘူးနှစ်ယောက်အတူတူသုံးတာဒီပတ်စံနှစ်ယောက်အတူတူသုံးတာဖြစ်တဲ့အတွက်အခုအကျွေးဆက်ချိန်တက်ပြီအကျွေးပေးချိန်တက်နေပြီတန်းနေပြီဆိုတော့ကြတော့ तू ကအဲ့ဒါကိုမပေးချင်တော့လို့ရှောင်သွားတဲ့ပုံစံမျိုးရှောင်သွားတဲ့ပုံစံမျိုးဆိုညီမလေးသူ့ကိုသွားမိပါတယ်အေးအေးတောင်ကိုကြီးနင်ခုလိုရံမဖြစ်ခင်ပေါ့နော်ရံမဖြစ်ခင်အချိန်လေးမှာနင်ငါနဲ့ပြန်လိုက်မှလားဆိုတော့သူ့ဘက်ကဘာမှမပြောတော့ဘူး သူမလိုက်တော့ဆိုတဲ့ပုံစံမျိုးညီမအကျွေးတွေညီမတယောက်ထဲဆက်ဆိုတဲ့ပုံစံမျိုးနင်းကနေရှင်းလိုက်တော့တဲ့သူကအဲ့လိုမျိုးပြောတယ်အခုသူ့ကိုကလည်းမနှင်းညာသူနဲ့တွေ့ဖို့တွေ့တဲ့အခါကျပထမညီမနဲ့ဝင်ဝင်ချင်းနဲ့တွေ့တယ်သူ့နဲ့ညီမနဲ့ဆွဲလာရုံလားလဲဖြစ်သေးတယ်ခဏနေတဲ့အခါကျတော့ညီမအပြင်ကိုဖုန်းတော့ထွက်ပြောတော့ဒီဝိုင်းရောက်မှုတော့ပြောတော့မှရှိသေးတယ်မိနဲ့ပိုင်းလေးပဲရှိသေးတယ်အဲ့အဝင်ထဲမှာတူစည်းနေတဲ့ဖက်နဲ့သူညီမဝယ်ပေးထားတဲ့စည်းနေတဲ့ဖက်နဲ့ရှိရတဲ့အဲ့အတွင်းထဲမှာမိဖို့ကြောင့်ကနေထွက်လိုက်လို့ရှိရင်အဲ့နာပဲရှိတယ် ဟိုဘက်တကားဘက်ကပဲကြော်တော့လာသူတို့ကပဲတလုံးနဲ့တညာနဲ့ပေါင်ကြံလာတော့မသိဘူးကြော်လို့တော့မရဘူးသူတို့အိမ်မှာတက်စီယိုးမှာအကုန်လုံးပလင်းခွဲတွေထောင်ထားတာအဲ့ဒါကိုဖွက်ထားတယ်တိလားဖွက်ထားပြီးဘယ်ထောက်တော့မှမသိဘူးတဲ့ညီမလေးကသူနဲ့စကားပြောခွင့်မပေးတာတိလားအဲ့တော့သူတို့ကအဲ့လိုထိန်းချုပ်တယ်သူတို့ကအဲ့လိုမျိုးချောက်ကင်ထားတယ်ဆိုရင်တော့ကာရကံရှင်ဖြစ်တဲ့သူကရောညီမလေးကိုဘာလို့တိုက်ရိုက်မပြောရအောင်ဘာလို့တိုက်ရိုက်မပြောချင်တော့တာညီမလေးစီမှာသူချူစားလို့သူတို့စားလို့တောင်းလို့ဝါတော့လို့ဒီလိုပုံစံမျိုးချိုးတာလားညီမလေးပြောချင်တာအခုညီမလေးကလေးတစ်ဖက်နဲ့ဒုက္ခရောက်နေတယ် အဲ့လိုမျိုးဖြစ်နေတာမှန်တယ်သူ့အိမ်ရှိကိုတော့ညီမတွားခေါ်တယ်ခေါ်လာလဲညီမသူ့နဲ့တွားပြောစကားပြောဖို့ခေါ်တယ်အဲ့တော့သူ့အိမ်ထဲကိုအိုက်ကသူ့အကိုဝင်ခွဲရပါဦးခုငါ၆ဆိုင်ပိုင်ရှင်ကမဝင်ရပါဘူးဘောင်းညာကိုပြောတာပေါ့ရဲတိုင်ပဲပြုတ်မှာဆိုတာညီမကသူတို့အစော်ကားချင်းလို့တွားတာမဟုတ်သူတို့ရန်လှုပ်ချင်းလို့တွားတာမဟုတ်ဘူးလေညီမနဲ့တက်ဆိုင်တဲ့လူညီမယောက်ျားဝင်ညီမတွားခေါ်တာလေအဲ့တော့သူတို့ဖွက်ထားတယ်ပိတ်ထားတယ်ဆိုတာဘာတဘောတွေတော့ညီမပြောတာညီမသူ့နောက်ကိုလိုက်တော့တော့တိုင်းညီမပစ္စည်းရောချွေတဲ့ပစ္စည်းရောငွေရောအကုန်လုံး330ပါတယ်အဲ့တော့ညီမအဲ့အချိန်တော့သူ့ကိုလည်းပြောတယ် ညီမပစ္စည်းတွေပဲညီမကိုပြန်လှုပ်ပေးပါလို့အမျိုးမျိုးနှိပ်စက်ခဲ့တာနှိပ်စက်ပေါင်းနေလဲညီမနေညီမတီးခံခဲ့တယ်သူ့အိမ်မှာသူ့နောက်မှာလိုက်နေတော့ညီမလေးအကြောက်ခံနေနေကြတယ်ဒီနေ့ဒီချိန်ကဒီညီမကိုဘွားကိုရက်တည်တယ်ကိုချက်ကိုရက်နေတယ်ရက်တည်နေတယ်ပေါ့နော်ရက်တည်နေတဲ့အချိန်နိုင်တာတခုမှသူ့ဘာမှညီမလေးကိုခန့်ချုပ်လို့မရတော့ဘူးညီမလေးကလေမနေ့ညပြောခဲ့တဲ့အကြောင်းလေးတွေကိုထပ်ပြောပြခြင်းလို့ပေါ့နော်ဟိုအခုညီမယောက်ျားရယောက်ျားကပေါ့နော် သူ့ကိုဆိုင်မှာလောက်လုံနေတယ်ပေါ့တလောက်ကို3လိမ့်နဲ့ဆိုတော့ခက်ခါလေးလေတကယ်တော့ပြောပြအောင်မယ်ညီမအသက်က29နှစ်အခု30တဲ့ဟိုလုံးမရှိသေးတယ်ခလေးကအခုဒီမဲ့ဒီမှာညီမတမီးလေးညီမတမီးလေး तू ကတော့ဒုံနဲ့ရတော့ညီမခလေးလေး9လပဲရှိသေးတယ်6လလောက်ပဲရှိသေးတယ်တော့ငုတ်တုတ်ဆာထိုင်တာသာဆိုတော့လေအဲ့ဒီအချိန်မှာသူ့ကိုယုံကြည်အားကိုးပြီးတော့ညီမပတ်စံနေပါသွားတယ်ပေါ့ပတ်စံနေပါတော့မှအတူလောက်ကင်စားတော့မယ်ရုံးမြေကြလေး तू နဲ့အတူဒီတိုင်းပဲပေါ့နော်ရိုးတတလေးကိုလောက်ချင်းပြီးတာပဲဆိုညီမ तू အဲ့တခုလေးနဲ့ယူခဲ့တာ ဒါပေမဲ့ရတဲ့အထင်ကိုညီမလေးကအမျိုးမျိုးနှိပ်စက်တယ်ညီမလုံးလုံးတိမခံနိုင်တဲ့အဆုံးညီမကိုမြို့ပေါ်မှာပြန်တက်လာညီမအရင်နေတဲ့နေရာကိုပြန်တက်လာအတက်လာတဲ့အခါကျသူမပြတ်နိုင်လို့လိုက်လာအဲ့ဒါကိုမနေရတော့သူ့အမေကညီမလေးကိုထောက်ဆက်ပြီးပြောညီမကတော့ရဲတိုင်မှာရဲတိုင်မှာဆိုတော့ဒါအမှုနဲ့တိုင်မှာပေါ့ဘာပြက်တနာနဲ့တိုင်မှာတော့ဆိုတော့ညီမလေးကအဲ့တော့သူပြောတယ်လို့လည်းတုံးခဲတုံးကတော့ဒီတိုင်း90ကိုဖားပါအောင်နှစ်ယောက်ဒီအိမ်ဝေယဝတ်စားလဲအကုန်လုံးအတူတူတုံးတယ်ဆိုရင်တော့ညီမလည်းအဲ့လောက်တုံးခဲတယ်ဆိုရင်တော့မှ ဘူးညီမအကျွေးအတူတွားတန်ရမယ်အချိန်ရောက်နေပြီပတ်စံတွားအပြည့်ရောက်မယ်ဆိုလည်းရောက်မယ်အချိန်ရောက်နေပြီဆိုပြီးတော့တော့ခေါ်တဲ့အခါကျတော့ပိုင်ဆိုင်မှုကတော့ညီမအိမ်ရောမောင်းညီမပိုင်ဆိုင်မှုလေဒါပေမဲ့အခုလူမျိုးအိမ်ယူရမယ်အချိန်အတူတန်မယ်အချိန်ရောက်လာတဲ့အခါကျတော့သူကရောက်မယ်ရောက်မယ်လောက်နေတာပြန်မလာတော့ညီမလေးစီပုံသွားပြီလေညီမလေးစီကပတ်စံတုံးလို့ပုံသွားပြီပုံသွားပြီဆိုတော့သူကရောက်မယ်ရောက်မယ်လောက်ပြီးတော့သူကစကားဝင်မပြောတော့ဘူးညီမသူနဲ့ပြောမယ်ဆိုရင် အဲ့ဒီသူ့အကုံဆိုတဲ့နာငါလျှောက်တယ်ရှေ့ရဝင်ပြောတဲ့အကုံကလိုက်လိုက်ပြီးပိတ်ပြောနေတာသူနဲ့ညီမပြောချင်တာအမှန်တကယ်တော့သူတို့ပြဿနာလုပ်ဖို့မဟုတ်ဘူးကာယကံညီတို့ပြဿနာလုပ်ဖို့မဟုတ်ဘူးညီမတော်လားညီမရောက်တယ်ညီမအေးအေးဆေးဆေးတကားပြောဖို့တော်လားအောက်ပြောဖို့မပေးဘူးသူကကြည်ပြောနေတာအဲ့ဒါကြောင့်သိနေချင်တော့ညီမဒီပိုလေးတင်လိုက်ရှင်းဖြစ်ပါတယ်ရှင်းရူရီအောင် ကွန်းရမလို့လားလေးလေးဟောခဏလေးနော်တော်မိလောက်ထဲဘူးအဲ့တော့ညီမကပြောချင်တာဘယ်လိုတော့ဆိုကြတာညီမအမှန်တကယ်တော့သူတို့နဲ့ပြက်တနာဖြစ်ရှင်လို့သွားတာလည်းမဟုတ်ပြက်တနာဖြစ်ဖို့သွားတယ်လည်းမဟုတ်ဘူးညီမအိမ်သားနဲ့ညီမပြည့်ပြည့်လဲလဲရှင်းဖို့သွားတဲ့ကိစ္စကိုအဲ့လာကိုသူတို့ကထောက်မပေးဘူးခွတ်ထားတယ်အိမ်တကားမှပိတ်ထားတယ်အဲ့တော့ညီမဘာဆက်လုံးရမလဲမနက်ကအဲ့ကာယကံရှင်အဲ့အကူကြီးမိမညီမကိုသူတို့သူ့ယောက်ျားဘုံဘာလုပ်တင်တာလဲပြောချင်တာညီမယောက်ျားနဲ့ပြောချင်တာလေအဲ့လာကိုသူ့ယောက်ျားဝင်ပြောလို့ညီမပြောတာလေရန်ဘယ်သူကဖြစ်ရှင်မှာတော့အเจ้าကိုမတိမဲနဲ့ဒီလိုမိမဆွာတယ်ပြုတယ်လို့ပြောတဲ့ comment နေရာရှိသေးရဲ့ ညီမအဲ့လိုအဲ့လူတွေကိုဂယုဆိုင်လို့ရှင်းပြတာမဟုတ်ဘူးဒီဟာလေးဒီပိုလေးဒီပေါ်ရောက်စေချင်လို့ညီမကတင်လိုက်တာပါအမှန်တရားဆိုတာတိအောင်လို့တင်လိုက်တာပါအမှန်နဲ့အမှားဆိုတာဝေခွဲလို့ရအောင်လို့တင်လိုက်တာပါအဲ့ကြောင့်မလို့ကျွန်တော်ကျေးဇူးတင်ပါတယ်လို့